အခုလိုမျိုးပဲခြေလမ်းတလမ်းချင်းလမ်းလိုက်တဲမှာဒူးနာနေပြီဆိုရင်တော့တင့်တူကတင့်ကိုတတိပေးနေပြီဖြစ်ပါတယ်ဒူးနာတာပုံမဆိုးလာခင်ပေါ့နော်ဒီနေ့ဗီဒီယိုလေးမှာကျူပါကြောင့်နာရတယ်ဘာလို့လုံနိုင်မလဲဆိုတဲ့အကြောင်းအရာလေးကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်လူတော်များများကဒူးနာတယ်ဆိုတော့အသက်ကြီးလာလို့သူ့လိုလိုဖြစ်တယ်လို့ယူဆကြတယ်တကယ်တော့မဟုတ်ဘူးဗျကိုအသက်ကြီးတဲ့အခါပဲဖြစ်ဖြစ် သက်အလက်ပိုင်းလောက်ပဲဖြစ်ဖြစ်ပေါ့နော်ဒူးနာတယ်မနာလာဘူးဆိုတာကြတော့အခုလက်ရှိနေထိုင်နေတဲ့နေတတူဘဝမှာကိုဘာရေလုံနေလဲပုံမှာအများကြီးမူတည်တယ်ဟိုကိုဘလိုလှုပ်ရှားလဲကိုဘလိုရက်လဲကိုဘာလိုပစ္စည်းတွေကိုမတယ်ဆိုတဲ့အရာပေါ်မူတည်ပြီးတော့ကျွန်တော်ဒူးနာတယ်မနာဘူးဆိုတာဖြစ်လာတာပေါ့နော်ဒူးနာတဲ့အကြောင်းရင်းတွေကအများကြီးရှိရပြအကျံပြားဖြစ်ကျွန်တော်ပြောမှာဆိုရင်တော့ကျွန်တော်ကခြေပေါင်သလုံးပေါ့နော်ပေါင်သလုံးကြက်သားတွေအားနေတာဒါမျိုးမှလည်းကျွန်တော်ဖြစ်တတ်တယ်အကြာကြီးရတဲ့အလုပ်တွေလုပ်ရတာပေါ့ဗျာ ော်ဆရာမတွေလိုမျိုးတနေကုန်ရရတဲ့အလုပ်တွေညာရင်နဲ့ချီရတဲ့အလုပ်တွေမှာဆိုရင်ကျွန်တော်ဒူနာတက်တယ်အဲတတိယတစ်ချက်ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့လေကားကိုခဏခဏတက်ရတဲ့လူတွေရှိတယ်တချို့တွေကြတော့ကုံစုံဆိုင်မှာလုပ်တယ်ကုံအလေးတွေမှပြီးတော့မှပြီးတော့လေကားနဲ့တက်ရတယ်ဒါပိုဆိုးတာပေါ့ဗျာဟုတ်တယ်မလားဒါဒါမျိုးတွေဆိုမှလည်းကျွန်တော်ကဒူနာတက်တယ်နောက်တန်ရအနေနာတရားဖြစ်တဲ့လူတွေပေါ့နော်ပြပူရလူတွေမှာဆိုရင်လည်းဒူနာတက်တယ်လို့ခန္ဓာကိုယ်အလေးချိန်များတဲ့လူတွေမှာလည်းကျွန်တော်တို့ဒူနာတက်ပါတယ် ဒီနေ့ဗီဒီယိုလေးမှာကြတော့ဒုနာနေရဲ့လူတွေဒုနာနာတတအောင်မနာသေးရဲ့လူတွေလည်းဒူးဖို့တန်ရာမဖြစ်အောင်ပေါ့နော်ကျွန်တော်အချက်၅ချက်နဲ့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။ပေါ့နော်ဆုံးတစ်ချက်ကကြတော့ဗာလဲဆိုတော့တခုခုမလုပ်ခင်ပေါ့နော်ကိုအကြာကြီးရရတယ်မယ်သူတို့ကိုအလုပ်လုပ်ရတော့မယ်တန်ရှင်းလုပ်ရတော့မယ်တခုခုလမ်းလျှောက်အကြာကြီးလမ်းလျှောက်ရတော့မယ်ဆိုရင်တော့ဒါတွေမလုပ်ခင်မှာကိုအရှိမပေါ့နော်ဒီဒူးကိုကျွန်တော်အကျော်လျှော့ပေးထားဖို့လိုတယ်ကျွန်တော်သွေးပူလေးချင်းလည်းလုပ်ပေးထားဖို့လိုပဲပေါ့နော် ဒီဒူးကိုကွေးပေးတယ်ဆန်ပေးတယ်ကွေးပေးတယ်ဆန်ပေးတယ်ဒါမျိုးလုပ်ပေးရင်ကျွန်တော်ဒူးရဲ့အဆုံမှာပေါ့နော်ကျွန်တော် join မှာ ပြုတ်ပြောင်းသွားပြီးတော့ဒူးနာတာကိုကျွန်တော်တတ်တာမှာဖြစ်ပါတယ်ဒါကတော့ပေါ့အောင်ဆုံးတစ်ချက်ပါဒုတိယတစ်ချက်ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့စောက်ကြောက်ထိုင်တာတွေဟိုဒူးထောက်ထိုင်တာတွေကျွန်တော်ရှောင်းအောင်ပါဗျာကျွန်တော်မြန်မာနိုင်ငံမှာတော့အရင်များတယ်ဘာကြောင့်လဲဆိုတော့အင်တာတိုင်းအင်တာမှာကျွန်တော်ဗမာထိုင်ဆိုတာရှိတယ်ဟုတ်တယ်မလားဟိုနောက်ကျွန်တော်ဖျားသွားမလားကြောင်သွားမလား ဟိုအကုန်လုံးဆောက်ချောက်ထိုင်ရတာနဲ့အတူထောက်ထိုင်ရတာနဲ့ဒါတွေကကျွန်တော်တို့ဒူးအတွက်ကမကောင်းဘူးပေါ့နော်ဒါတွေရှောင်ဖို့လိုတယ်အိမ်သားဆိုရင်လည်းဖြစ်နိုင်ရင်ပေါ့နော်ကိုကပိုတိုင်းအိမ်သားပြောင်းအောင်ဖို့လိုတယ်နော်အာဒါမျိုးလေးတွေလုပ်ဖို့လိုတယ်ပေါ့နော်ဒါတော့ဒုတိယတစ်ချက်တတိယတစ်ချက်ကကျတော့ကျွန်တော်တို့ကပေါင်လုံးကြက်သားတွေကိုတန်မအောင်ကျွန်တော်လုပ်အောင်ပါဗျာဆိုတော့ဟိုဒူးကိုကျတော့ပေါင်လုံးကြက်သားတွေနဲ့ထိန်းထားတာပေါ့နော်အဲကြက်သားအတန်မာရဲဆိုရင်ဒူးနာနာပို့တတ်တာမယ်ဆိုတော့ exercise လေ့ကျင့်ခန်းကကျွန်တော်2မျိုးရှိတယ်ပထမဆုံးတစ်ခုကကျွန်တော်က war sip လို့ခေါ်တယ်နာယံမှာမှီပြီးတော့ကျွန်တော်က exercise လုပ်တာเนาะအဲဒါကျွန်တော်ဗီဒီယိုလေးထည့်ပေးမယ်ဒါတော့ပထမဆုံး exercise တစ်ခုပေါ့เนาะအဲဒုတိယ exercise လေ့ကျင့်ခန်းတစ်ခုကကျွန်တော်ပါလဲဆိုတော့ leverage လို့ခေါ်တယ်ဒါလည်းပေါင်းလုံးကြောတာကိုတတ်မှစီတာပေါ့ထိုင်ပြီးလုပ်လဲရတယ်အိပ်ပြီးလုပ်လဲရတယ်ဒါလည်းကျွန်တော်ဗီဒီယိုလေးထည့်ပေးမယ်ပေါ့เนาะဆိုတော့ဒီသူကတော့ ဘာမှမဟုတ်ပါဘူးဒီခြေထောက်နှစ်ဖက်ကိုကျွန်တော်ကမြောက်တာပေါ့နော်မြောက်ပြီးတော့ခြားလိုက်မြောက်လိုက်ခြားလိုက်ဆိုတာဒီပေါင်လုံးရွက်သားကိုတန်မာလောင်လောက်တာဖြစ်ပါတယ်ဒါကတတိယတစ်ချက်ပေါ့နော်နံပါတ်၄ချက်ကကြတော့ကျွန်တော်ကဒူးနာတဲ့လူတွေဟာဟိုခါးနာတဲ့လူတွေလိုမျိုးပဲကျွန်တော်တို့ကအစို့ဝတ်ဖို့လိုတယ်အစို့ဆိုတဲ့နေရာမှာကျွန်တော်ကအကစားလုပ်တဲ့အစို့မဟုတ်ဘူးဗျတချို့တွေကြတော့တည်ရမှာဈေးသက်သာအောင်တော်လကောင်းတည်ရအစို့ချင်းတူတူပဲဗျဈေးသက်သာတာဝင်မှာပေါ့ဆိုတော့အကစားလုပ်တဲ့ဆိုင်မှာဗျာ 1500 2000ဆိုရင်အစိုးရရဲ့ဆိုပြီးအဲအဲ့လိုမျိုးမဟုတ်ဘူးဗျဒီဒူးနာအတွက်တိတက်ထုံထားတဲ့ကျွန်တော်တို့ကဒီဂျူးစုပ်ပေါ့နော်မတူမတူဟာအဲ့တော့တက်တက်ဝယ်ဖို့လိုတယ်ဈေးတည်းနည်းနည်းများရင်များတော့များမယ်1000 2000တန်းနဲ့ဆိုင်ပေါ့နော်ဒါပေမဲ့ကိုဒူးနာနေဆိုတော့ဒါကကိုတက်ရင်းနှီးမြှုပ်နှံရမယ့်အရာတစ်ခုပေါ့နော်ဟိုကက်ခဲပြစေတောက်တာကအဖြေမဟုတ်ဘူးဗျနော်ဆိုတော့ဒါတွေကအရေးရှိတောက်တာလည်းမကောင်းဘူးနော်အာဒါကတော့နံပါတ်၄ချက်ဂျူးစုပ်ဝယ်ပါ မျက်နှာ၅ချက်ကကြတော့ကျွန်တော်ခန္ဓာကိုယ်အလေးချိန်ရှော့အောင်ပါ။ဘာကြောင့်လဲဆိုတော့အင်းခန္ဓာကိုယ်အလေးချိန်1 kg ကျွန်တော်တက်လာတယ်ပေါ့နော်။ weight တက်လာတဲ့အတိုင်းအလေးချိန်တက်လာတဲ့အတိုင်းဒီဒူးပေါ်မှာသူကလေးစားကျွန်တော်4 kg ပေါ့နော်။4 kg ဝင် PR ပါဖြစ်တယ်။ကျွန်တော်စဉ်းစားကြည့်ပါဗျာခန္ဓာကိုယ်တစ်ခုလုံးမှာဟုတ်တယ်မလား။ဒီခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးဒီဒူးအောက်ကကျွန်တော်ဘယ်လိုပြောလဲတွားကြထူးတဲ့နှာချောင်းကထောက်ထားရတယ်ပဲနော် အရန်ဝါတဲ့လူဆိုဘာနဲ့တူလဲဆိုလေမော်အသီးကိုသွားကြတို့တဲ့နှချောင်းထောက်ထားကြည့်ပါလားဟဲ့တဘောလိုမျိုးကျွန်တော်ပြောတာအခဏကလေးချင်းညာရင်ဒူးဖို့နာမယ်ဒါကတော့ကျွန်တော်ပြောကြပါအမှမရှိဘူးเนาะဆိုတော့ခဏကလေးချင်း short ဟောဖြည်းဖြည်းချင်း short ပေါ့ဗျာဟုတ်တယ်မလားနေချင်းညာချင်းเนาะတလအတွင်းမှာအာပေါင်20ကျပါမယ်ဒါတော့မဟုတ်ဘူးလေเนาะဟိုကိုဖြည်းဖြည်းချင်း short လို့ရတယ်စားတော့ပုံစံကိုပြောင်းရမယ်เนาะအာဒါလေးလုတ်တယ်ဆိုရင်ဒီ၅ချက်လုတ်တယ်ဆိုရင်ဒူးနာတာတသားပါလိမ့်မယ်เนาะ ဟိုကျွန်တော်ပုံဆောင်နေနဲ့ကျွန်တော်ပြောချင်တာကကြတော့လေဒီ do ကိုကျွန်တော် exercise လို့ပေးလို့ရတယ်။မထိုင်နေရင်ねကျွန်တော် do ကိုဒီလိုမြှောက်လိုက်အဲမြှောက်ပြီးတော့ဒီမြှောက်ထားတဲ့အနေထားမှာပဲကျွန်တော်5 second ထားရမယ်ပြီးပြန်ချမယ်ပြီး5 second မြှောက်ထားမယ်ပြန်ချမယ်အဲဒါဒီ do exercise ကျွန်တော်လုပ်လို့ရမယ်။ဒီကြိုက်ခဲတယ်ရောင်းတယ်ဆိုရင်တော့ကျွန်တော်တို့ကရေခဲကပ်ပေးလို့ရတယ်။ရေခဲကြတော့ဟိုတိုက်ရိုက်ကြည့်ရေခဲအတုံးကြီးကိုဒီတိုင်းသွား ကတ်တာကျွန်တော်ဘလို့မှမကောင်းဘူးเนาะရေခဲဆိုတာကမီးနဲ့တူတူပဲเนาะခန္ဓာကိုယ်တွေကမကောင်းဘူးဟိုတချို့တွေဆိုရင်ဗျာဟိုမီးလောင်ရင်ရေခဲကတ်ရတယ်ဆိုပြီးတော့ယူဆရှိတယ်တကယ်အဲ့အရာကြီးကအရင်ဟိုမှားတယ်ပေါ့เนาะဟိုရေခဲကြီးအတုံးလိုက်သွားကတ်လိုက်တယ်ဆိုရင်အရေပြားပေါ်မှာပို့ပြီးတန်ဖြစ်တာပေါ့เนาะဆိုတော့ရေခဲကတ်မယ်ဆိုရင်လည်းကိုယ်ကအဝတ်အစလေးနဲ့ကျွန်တော်ပတ်ပြီးတော့မှကတ်မယ်เนาะအဲဒါလေးသတိထားဖို့လိုတယ်ဟိုရေခဲကတ်မယ်ပြနှိမ့်နေပေးလို့ရတာပေါ့နှိမ့်နေဆိုတော့ကကျွန်တော် အကြောပြင်တာပြောတာမျိုးမဟုတ်ဘူးเนาะ ဒီတန်ရိုးရိုးပပလက်လက်လေးနဲ့နှိပ်ပေါ့နော်အဲဒါမျိုးတွေကျွန်တော်လုပ်လို့ရတယ်ဒါကတော့ကျွန်တော်တို့ဟိုအပိုဆောင်းနဲ့ကျွန်တော်ပြောပြရတာပါဒီဒူးနာလေဆိုတာကကိုယ်လုံးဝဘာမှမလုပ်ဘဲနဲ့ဒီတိုင်းနေနေလိုက်ဖို့ကိုယ်ဘဝကိုရက်တက်လိုက်ဖို့အကြောင်းရမှာမဟုတ်ဘူးနော်ကိုယ်ဒူးနာလေဆိုတာကကိုယ်ခန္ဓာကိုယ်ကပြောတာဩခန္ဓာကိုယ်သတိပေးနေမင်းလုတာနည်းနည်းမှားနေတယ်နည်းနည်းများနေတယ်ဆိုတော့အဲဒီတဘောတရားလို့ပြောဒါကိုနားထောင်ဖို့လို့လေဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒူးနာဘူးလေကျွန်တော်တို့ မာရသွန်မာရသွန်ပြီးတဲ့ကျွန်တော်အရင်ကမာရသွန်ပြီးတာကိုမာရသွန်ပြီးတဲ့အခါကျရင်ပြီးရင်ကျွန်တော်လဲဘူးတယ်လဲတော့အဲ့မှာဒူးမှတန်းရဖြစ်ပြီးတော့တလခွဲတော့ကျွန်တော်နားလိုက်ရတယ်ဗျနော်တကယ်တော့ခန္ဓာကိုယ်ကိုကိုကအာညာတာဖို့လိုတယ်နော်ကျွန်တော်ဆိုရင်မာရသွန်ကောင်းမှပြေးဘူးတာမဟုတ်ဘူးဒါပေမဲ့တကယ်ကိုမှာဗျာအရင်ပြေးတင်ကြလူတွေပေါ့နော်တကယ်ကိုအကစားသမားရင်းနဲ့အန်းကျူကျွန်တော်လိုက်ပြေးတာကျွန်တော်စိတ် အရန်ဆောင်တဲ့လူဆိုတော့လေအာသူများလုံးနိုင်ကိုလဲလုံးနိုင်အောင်ကျွန်တော်မတ်မိနေသေးတယ်ကျွန်တော်ပကံမာရသမာရောဆိုရင်အဲကျွန်တော်နဲ့တူတူပြည့်ကျွန်တော်မသိဘူးကားပေါ်မှာတူတူတွေ့ရဆိုတော့အော်သူနဲ့အလိုက်ပြေးပါလားဆိုတော့လိုက်ပြေးတာတကယ်တော့ပန်းဝင်မှာတည်တယ်နော်သူတို့တော့ကျွန်တော်စောက်ပါတယ်အာအာကျွန်တော်မာရသွန်ဆိုတာကဒီကီလိုမီတာအများကြီးလေပြေးရတာနော်ဟိုပြေးပွဲတစ်ဝက်လောက်တည်းကျွန်တော်စောက်တယ် တဝက်ကျော်သွားတော့မစောက်တော့ဘူးနော်ရှေ့ဆက်ပြေးသွားသုံးဖို့နှစ်ပုံလောက်မှာကျွန်တော်ထားခဲ့လိုက်တယ်ဒါပေမဲ့ကျွန်တော်မသိဘူးဩပုံမှန်ဩပုံမှန်လူပြေးနေကြနှုံးမှန်းကျွန်တော်သူတက်လိုက်ပြေးတာအဲကျွန်တော်ကလေလိုက်ပြေးတယ်ခန်းကောလည်းလိုက်ပြေးနေတယ်ပေါ့ပွဲပွဲဝင်မှတည်းသူတို့ကအဆင့်တင်းနှင်းသုံးနေနော်ဟိုအပြေးပြိုင်ပွဲမှာဆိုတော့ခန္ဓာကိုယ်ကိုကလေ့ကျင့်မှုမရှိဘူး exercise မရှိဘဲနဲ့ဒါအကစားလုပ်တဲ့လူကျွန်တော်ပြောလာပေါ့နော် ိုလောဘတက်ပြီးတော့အရင်သွားလို့လို့မရကိုဖြဖြည်းချင်းတင်ရမကျင်ဆော့သလိုပဲเนาะအဲဒါကျွန်တော်ပြောပြတာဟိုတခြားအရာတွေလည်းလို့ပါပဲအလုပ်လုပ်တဲ့လူတွေလည်းကျွန်တော်သတိထားဖို့ကဟိုကို့ဒူးကိုခန္ဓာကိုယ်ကိုမနေကြမဟုတ်တဲ့အလေးချင်းတွေကိုမမဖို့အဲစချင်းမမလိုက်ဖို့ပေါ့เนาะကိုရဲ့ဟိုခုနအကြောက်ကျွန်တော်ပေါင်းလုံးကျက်သလားကျက်သားအကြောင်းကျွန်တော်ပြောတာပေါ့เนาะပေါင်းလုံးကျက်သားဟာအရေးကြီးတယ်ဆိုတာဒါပြောတာဆိုတော့ကိုကအသေးချာလုပ်ပြီးရောမှာပဲဟိုဖြဖြည်းချင်း အပေါ်ကကျွန်တော်ပြောသားဟာလေးလိုက်နာတယ်ဆိုရင်တော့ဒါတူနာတာကျွန်တော်တတ်တာပါလိမ့်မယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒီဗီဒီယိုလေးသဘောကျတယ်ဆိုရင်တော့ subscribe လုပ်ပေးပါ like လုပ်ပေးပါဝေမျှပေးပါပေါ့နော်ကိုသိချင်တာရှိရင်လည်းဒီ comment အောက်မှာကျွန်တော်ကရေးခဲ့လို့ရပါတယ်ကျွန်တော်ကြည့်ပြီးတော့ပေါ့နော်ကောင်းတဲ့ဟာလေးတွေကျွန်တော်ဗီဒီယိုလေးအရင်ရိုက်ပြီးတင်ပေးပါမယ်နော်နောက်ဗီဒီယိုမှာမှတွေ့မယ်နော်တတ်တာ